စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းတွေမကြခင်ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီးကျောင်းသားကျောင်းသူတွေကကျောင်းတက်ရက်ဖြစ်တဲ့ဒီဇင်ဘာလ28ရက်မှာရွေးကောက်ပွဲပထမပိုင်းကျင်းပပြုလုပ်မှာဖြစ်လို့ကျောင်းသားကျောင်းသူတွေအနေနဲ့ကြိုတင်မဲပေးဖို့ကိုနိုဝင်ဘာလ8ရက်မှာထုတ်ပြန်နှိုးဆော်နေပါတယ်။ကျောင်းတွေပိတ်ထားခြင်းဖြစ်လို့ကျောင်းဘက်ကတိတန့်အသိပေးပြောဆိုနေတာတွေမရှိသလိုကျောင်းသားတွေဘက်ကလည်းစိတ်ဝင်စားမှုမရှိကြဘူးလို့ရန်ကုန်ပြည်ညာတက္ကသိုလ်ကကျောင်းသားတယောက်ကပြောပါတယ်။ ကျွန်တော်တို့နေပညာတိုက်ကတူမှာတော့အခုချိန်ထိကြိုတင်မဲ့ထဲကိုလာပြောတာမျိုးလည်းမရှိသေးဘူး။ဘယ်နေ့ထည့်ရမယ်၊ဘယ်လိုပုံစံထည့်ရမယ်ဆိုတာလည်းအခုချိန်ထိကိုမသိသေးဘူး။အဲ့တော့ဘာခံစားချက်မှလည်းမရှိဘူးပေါ့လေ။ထွေခံစားချက်လည်းထွေထူးတော့ကြည့်မရှိဘူး။ကျောင်းသားကျောင်းလူအများစုကလည်းကြည့်ရတော့ဒီအကြောင်းလည်းမပြောကြအောင်စိတ်ဝင်စားမှုလည်းမရှိဘူး။အချိန်နေရထည့်ခိုင်းပြီးထည့်ရမယ်ဆိုရင်တော့မဖြစ်မနေဆိုရင်တော့ထည့်ကိုထည့်ရမှာပေါ့။ပုံမှန်တက္ကသိုလ်တွေကတော့နိုဝင်ဘာကုန်ဒီဇင်ဘာအစပိုင်းမှာဖွင့်လှစ်မှာဖြစ်ကြောင်းသိရပါဗျ။ အဝေးတင်ចောင်းသားចောင်းသူတွေကိုတော့ចောင်းလာတဲ့အချိန်မှာတခါတည်းကြိုတင်မဲ့ပေးခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့တန်လျင်မြို့နယ်ကရန်ကုန်ရှိပိုင်းတက္ကသိုလ်မှာအဝေးတင်ပညာရေးတက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေစီကသိရပါဗျ။ UIC ကကြိုတင်မဲ့ပေးဖို့နှိုးဆော်နေပေမယ့်ចောင်းသားចောင်းသူတွေကစစ်တပ်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားမှုမရှိတာသိရှိရကြောင်းအစိုးရပညာရေးတိုင်းဝိုင်းနဲ့ညီဆက်တဲ့ညီပြတယောက်ကပြောပါဗျ။ ဟိုတက္ကသိုလ်ကျောင်းတွေမှာတော့အလိုကျောင်းသားကျောင်းသူတွေကိုကြိုတင်မဲထည့်ဖို့တော့လာပြောတာမျိုးတော့မရှိဘူးပေါ့နော်။အဲကုနေရကောင်းစားရေးအတွက်မဲထည့်ရမယ်။အမဲထည့်ပြီးမှဒါဟိုကုနေရကောင်းစားရေးအတွက်ကိုကိုယ်ဘယ်လိုမှလုံဆောင်နိုင်နေဆိုတော့အတွေးမျိုးရင်းနဲ့လာပြောတာမျိုးတွေတော့ရှိတယ်ပေါ့နော်။ဒါပေမဲ့ကလေးတွေကတော့အလိုလာပြောတာမျိုးတွေကိုတိုက်လာဆိုတော့မချိတ်ကြဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဟိုအများတူငါပြည်သူကြားထဲမှာလည်းဒီကိစ္စကြီးကစစ်စစ်လုပ်တဲ့ဒီကောက်ကိုကြိုတင်တဲ့အတွက် ဟိုဘယ်လိုဖြစ်ဖြစ်သူတို့ကတော့နိုင်ပါပဲလေခလီးတွေကဒီမဲနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုတော့လုံးဝမရှိတာကိုတွေ့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းဘာပြောပြောပြောခလီးတွေကမဖြစ်မနေချင်းချောက်ထည့်ခိုင်းမှာဆိုရင်တော့ကြောက်ကြောက်လန့်လန့်နဲ့တော်ထရမယ့်ပုံစံမျိုးတွေကိုတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်နေပြတယောက်နေနေပေါ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအများစုကတော့အခုနှစ်2025ခုမှာအသက်18နှစ်ပြည့်ပြီသူတွေဖြစ်တဲ့အတွက်ပထမဆုံးချိန်မဲပေးရမယ် first time voter တွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့ first time ဗုဒ္ဓအရေးအတွက်ဟာ၅တန်းနီးပါးရှိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီလက်အောက်ခံယူကောက်ပွဲကော်မရှင်အနေနဲ့2024ခုနှစ်တကောင်စီရင်ကနေမဲဆန္ဒရှင်ပြုစုထားတာကြောင့်တကောင်စီရလက်တွေကိုအခြေခံပြီး DVB ရဲ့ခန့်မှန်တွက်ချက်ထားချက်တွေအရအသက်18နှစ်ပြည့်ပြီးပထမဆုံးချိန်မဲပေးရမယ့်လူငယ်ရေတပ်ဟာလေးတန်းကျော်ရှိနိုင်ပါတယ်။ဒါပြင်အဲ့ဒီရွယ်အတွင်းတက္ကသိုလ်ပညာရေးသင်ကြားနေတဲ့ရေတပ်ဟာ2သိန်းနီးပါးရှိနိုင်ပါတယ်။ ျမတို့ဝေးပါ